မ့်မရမောင်လေးနဲ့ခေမလေးကကိုဘုံနဲ့မိမဖြစ်သူကိုထမင်းဟင်းကူမချက်လို့ဆိုပြီးဒါနဲ့ထိုးလိုက်တာခေမကဆုံးသွားပြီးမိမရမောင်လေးကတရားရသွားတဲ့အမှန်တော့အထင်လွဲမှမှုတွေဖြစ်တာရှင်ဒီအဖြစ်ပြက်က6လပိုင်း၄နှစ်2025ထိုင်းနိုင်ငံနခွန်ပထမဖြစ်သွားခဲ့တဲ့ ဆုံးသွားတဲ့သူရောတရားခံရောထိုင်းရောက်ရှေ့ပြောင်းမြန်မာအလုတ်သမားတွေဖြစ်ကြတယ်ရှင်ဖြစ်စဉ်ကတော့၄ရက်နေ့တုန်းကအငားတက်ခံတစ်ခုထဲမှာဒါနဲ့အထိုးခံရတဲ့သူနှူးရှိတယ်လို့ရဲနဲ့ကယ်ဆယ်ရေးကိုဖုံးဆက်အကြောင်းကြားတဲ့သူရှိတယ်ရဲနဲ့ကဲဆေးကအခင်းဖြစ်တဲ့နေရာကိုရောက်တော့တယောက်ကဒဏ်ရာရပြီးတယောက်ကဆုံးသွားပြီးဆုံးသွားတဲ့အမျိုးသမီးနာမည်ကဖြူဒဏ်ရာရတဲ့အမျိုးသားနာမည်ကထေဝါ ဖြူနဲ့ထေဝါကလင်မယားတွေဖြစ်တဲ့တရှင်။ယာခံကပဲသူလဲဆိုတော့ထေဝါအမအရင်ရဲ့ယောက်ျားဖြစ်တယ်။ပြောရရင်ခဲဥဘောရှင်နမေကစောထွေးဒါကထိုင်းတည်တင်းထက်ကခေါ်တဲ့နမေအတိုင်းပြန်ပြောပြတာတော့ရှင်နမေလွှဲမတာတွေရှင်လဲတောင်းပန်ပါတယ်။ စော်ထွေးရဲ့မယားကကိုဝန်ဆောင်နေတယ်တရှင်အဲ့တော့စော်ထွေးတို့လင်မယားနဲ့ထေဝါတို့လင်မယားကအခန်းတစ်ခန်းထဲမှာအတူတူငားနေကြတယ်အခင်းဖြစ်တဲ့ညလုံးကစော်ထွေးကအပြင်ကနေအခန်းကိုပြန်ရောက်လာတယ်အခန်းထဲမှာကိုဝန်နဲ့မယားဖြစ်သူကတယောက်တည်းဟင်ချက်နေတာကိုစောထွေးတွေ့တယ်။ထေဝါနဲ့ဖြူလဲအခန်းထဲမှာရှိနေတယ်။ဒါပေမဲ့ကိုဝန်နဲ့မိန်းမဖြစ်သူကိုမချက်ကူဘူးမကူညီဘူး။စောထွေးကအဲ့လိုမြင်အဲ့လိုတွေးတော့ ထေဝါနဲ့ဖြူကိုယွတ်လိုက်တယ်အဲနောက်စောထွေးကအပြင်ကိုထွက်သွားပြီးသွားတောက်လိုက်တယ်စောထွေးကမူမူနဲ့အခန်းကိုပြန်ရောက်လာတယ်စောထွေးအခန်းကိုပြန်ရောက်လာတော့ဓာယူပြီးထေဝါနဲ့ဖြူကိုသွားထိုးတယ်ကိုဝုန်နဲ့မယားဖြစ်သူအဲ့လိုမျိုးတွေ့တော့တိုက်ခန်းပိုင်ရှင်ကိုရောအဲ့မှာရှိတဲ့သူတွေကိုပါအော်တယ် တခါပိတ်ထားကြတခါပိတ်ထားကြစောထွေးဓာပါယူသွားတယ်စောထွေးရဲ့မိမကအဲ့လိုမျိုးអော်သွားတယ်ဒါပေမဲ့အဲ့တိတ်မှာနေတဲ့သူရောတိတ်ခံပိုင်ရှင်ရောစောထွေးမိမအော်တန်ကိုမကြားကြဘူးဒါကြောင့်တခါမပိတ်ကြဘူးဒါကြောင့်ပဲစောထွေးကထေဝါနဲ့ဖြူကိုဓာနဲ့ထိုးလိုက်တာရှင်စောထွေးထေဝါနဲ့ဖြူကိုမထိုးခင်စောထွေးရဲ့မိမထေဝါရဲ့အမက ထေဝါနဲ့ဖြူကိုကာကွယ်ပေးတယ်ယောက်ျားမထိုးအောင်ထေဝါတို့လင်မယားရှိမှကာထားပေးတယ်တားထားပေးတယ်မုံလေးကိုမလုံးနဲ့ယောက်မလေးကိုမလုံးနဲ့ဒါပေမဲ့စောထွေးကဘာမှနားမထောင်တော့ဘူးပြီးတော့ဒါနဲ့ဆိုတော့စောထွေးကိုမနိုင်ကြဘူးစောထွေးကထိုးလိုက်တာတည်းရှင်စောထွေးကဖြူနဲ့ထေဝါကိုဒါနဲ့ထိုးပြီးထွက်ပြေးသိမ်းရှောင်သွားတယ်အမှန်ဆိုစောထွေးကနားလေမှုလွဲနေတာအထင်မှားနေတာတည်းရှင် အင်ညစောထွေးရဲ့မိမထေဝါရဲ့အမကထေဝါတို့လင်မြားစားဖို့နဲ့စောထွေးစားဖို့အတွက်ဆေးထဲမှာထမင်းဟင်းတွေတော်ဝယ်လာခိုင်းတယ်ထေဝါတို့လင်မြားလည်းတော်ဝယ်လာတယ်အမဖြစ်သူကတော့ကိုဝန်နဲ့ဆိုတော့ကိုရဲ့လက်ရာကိုစားရှင်လို့ တူစားဖို့အတွက်တူကိုတိုင်းချက်စားဖို့လုပ်တယ်ချက်ဖို့ပါဝင်ပစ္စည်းတွေအားလုံးလဲကေဝါတို့လင်မြာကပြင်ဆင်ထားပေးတယ်ကိုဝင်နဲ့အမကချက်တမျိုးထဲပဲလှုပ်တာစောထွေးကအဲ့ဒီချက်တဲ့အချိန်ကိုပဲလာတွေ့လို့ကေဝါတို့လင်မြာကဘိုက်ကြီးကြီးနဲ့သူ့ရဲ့မိမကိုမကူဘူးသူ့မိမတယောက်တည်းပင်ပန်းတဲ့ထင်ပြီး ခေဝါတို့လင်မြန်းရောက်ကိုပြက်တနာရှာပြီးထွက်သွားတယ်။တွားတောက်လာပြီးမူးလာတော့အဲ့လိုမျိုးလာလုံးလိုက်တာတည်းရှင်။အမှန်ဆိုစောထွေးထွက်သွားတောက်ပြီးပြက်မလာခင်မှာခေဝါတို့လင်မြားကဘေးအခံကတူတွေစီကိုတွားပြီးဘေးအခံကတူတွေကိုစောထွေးငါတို့လင်မြားကိုမကြိုက်လို့အတူပေးမနေရှင်လို့နေမှာလို့ပြောလိုက်တည်းတည်းရှင်။ ဆုံးသွားသူမိသားစုဝင်နဲ့ထက်တူဝမ်းနေပါတယ်ရှင်။ဆုံးသွားသူကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်။ဆုံးသွားသူထေဝါရောကိုယ်နဲ့ထေဝါရဲ့အမကိုရောတနာပါတယ်။တကယ်လို့ဒီကိစ္စကနားလည်မှုလွဲတာလည်းမဟုတ်ဘူးအထင်မှားနေတာလည်းမဟုတ်ဘူးတကယ်ပဲထေဝါတို့လီမယာကအဲ့လိုမျိုးလှုပ်ခဲ့ရင်တော့ဇောထွေးသူများကိုဒီလောက်ထိမလှုပ်သင့်ဘူးရှင်သူများနိုင်ငံမှာလာနေရင်ကိုစီအိမ်ထောင်ရှိပြီဆိုရင် ဖြစ်နိုင်ရင်အခန်းအတူတူမငားနေကြပါနဲ့ကိုကလူလို့ဖြစ်ပြီးကိုအမတော်မကိုရဲ့အကိုကအိမ်ထောင်ရှိတဲ့သူဖြစ်လေသူတို့နဲ့အတူတူမနေသင့်ဘူးအပြင်အလုတ်တလုတ်ပြီးတလ3ရက်မှသွားနာသွားရှာရဲဆိုရင်ပြဿနာမရှိဘူးတနည်းပတ်လုံးသူတို့နဲ့နေရင်တော့အဆင်မပြေလောက်ဘူးထင်တယ်ပဲရှင်